မင်္ဂလာပါရှင်။ရဝန်ခတိ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။စံဖို့အမတ်လောင်စစ်ဘောကြောင်းနေ့ကိုရွေးကောက်ပွဲနိုင်ရအောင်လုပ်ကြမယ်။မြောင်းလိုက်ကအမိတ်ပေးထားတော့လေ။အစိုးရတင်တဲ့လွတ်တော်တင်မှာမြေတိရာလူနဲ့နေရာပေးမျိုးကိုအတိမပေးဘူးဆို။ကျန်းဖို့ပါတီကနေရွေးကောက်ပွဲဝင်ကြတဲ့လွတ်တော်အမတ်လောင်စစ်ဘောကြောင်းဟောင်းတွေကိုရွေးကောက်ပွဲအနိုင်ရရှိလုံဆောင်ကြရင်စစ်ကောင်းဆောင်မြောင်းလိုက်ကအမိတ်ပေးထားတော့လဲဆွေရတဲ့နဲ့လွတ်တော်တင်မှာမြေတီတောင်နဲ့ရာတူတွေပေးမိကိုတော့ထုတ်ဖို့ပြောဆိုခြင်းမရှိဘူးစစ်ဘောကြောင်းဟောင်းတွေကထုတ်ဖို့ပြောဆိုကြတယ် လာမယ့်ဒီဇင်ဘာလအတွင်းပြုလုပ်မယ့်ရွေးကောက်ပွဲမဲဆက်စည်းရုံးအတွက်ကြံ့ဖွဲ့ပါတီတွင်ရွေးကောက်ပွဲအောင်နိုင်ဖွဲ့တွေကိုဖွဲ့စည်းပြီးမိတ်ဆက်မှုတွေလှုံ့ဆော်စဉ်စစ်ဘုံကျောင်းတချို့ကနေမြေကန်ကြံ့ဖွဲ့ပါတီဝင်တွေကိုရွေးကောက်ပွဲအောင်နိုင်ရေးအသက်တရပါဝင်ပေးကြမြစ်တရရခံကြကြောင်းနိုင်ငံတော်ကတာဝန်ပေးရပြီးအမတ်လောင်ပြလောင်ရှင်ပြန်ရခြင်းဖြစ်ကြောင်းရွေးကောက်ပွဲနိုင်ရရှိစစ်ကောင်းဆောင်မြောက်လည်းကဆောင်ရွက်ညွှန်ကြားထားကြောင်းရွေးကောက်ပွဲနိုင်ရရှိပြီးပါကလည်းဆွေရတဲ့နဲ့လွှတ်တော်တင်မှာမြစ်တီရာတို့တာဝန်နဲ့နေရာတွေပေးမိဆိုဒီကိုလည်းမသိရှိရပဲ။ကြားရတာဝန်ထမ်းဆောင်ရရှိလာခြင်းဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုကြောင်းသိရတယ်။ အခုပါတီထဲမှာအောင်နိုင်ဖွဲ့တွေဖွဲ့တဲ့အဲ့ဒီမှာနေမြေကွင်းစင်းနဲ့အမတ်လောင်ပို့ချုပ်ကြီးတွေကသူတို့ဒီလာပြီးရှင်းပြတာကနိုင်ငံတော်ကတာဝန်ပေးလို့လားအနိုင်ရရှိအောင်အလုံးကဝိုင်းဝန်းပေးကူညီပေးကြပါအနိုင်ရရှိဖို့လည်းတက်ကစ조사ခိုင်းတာလေအဲဒါကြောင့်တို့ရွေးကောက်ဝင်နိုင်ပြီးရင်လည်းအစိုးရအတင်းနဲ့လွှတ်တော်အတင်းမှာဘာယာတုဘာတာဝန်ပေးမလဲဆိုတာမသိဘူးဘာတာဝန်ဘာယာတုမှမပေးရင်လည်းလွှတ်တော်အမှတ်ဖြစ်နေနဲ့မြေခံပါတီဝင်နေတဲ့တို့တွေတသားရရဲ့ဒီမဲ့ ။အဲအကြောင်းရွေးကောက်ပွဲနိုင်ရရှင်အလုံးကတစိုက်တဝမ်းနဲ့ကူညီပေးကြပါလို့ပေးကြပါဆိုမြစ်တာရက်ကန်နဲ့ဂျေဘုတ်ပါတီကလက်ရှိမဲဆက်စည်းရုံးလှုပ်ဆောင်မှာကုံစင်းတို့ကြဆင်တရားဥပဒေစိုးမိုးရင်နဲ့စီးပွားရေးကောင်းမွန်ရေးဆိုတဲ့အချက်တွေကိုဒီကအတိုင်းဥတီမဲဆက်ကြောင်းမဲဆက်ပွဲတိုင်းမှာဂျေဘုတ်ပါတီကိုမဲပေးစံနဲ့မြို့သူမြို့ပုံမဲပွဲရမီကိုအဓိကပြသစည်းရုံးနေကြောင်းသိရတယ်။ လက်ရှိကျန်းဖို့ပါတီရဲ့မဲဆက်ပွဲလာတက်သူတွေကိုစံစီစားပောင်းရိတ်ခါချောက်တီလမ်းစိအဖြစ်ငွေကျပ်200ကျန်းဖို့ပါတီမတ်စိတ်အိုထုတ်အင်ဂျီပေါင်းပြီးတော့အခမဲ့ပြန်ဝေပြီးနေအိုင်းမှာကျန်းဖို့လန်နေထောင်တာကြတဲ့လမ်းငယ်တွေကိုထုတ်ပေးနေကြသေးရတယ်မြောက်လိုင်းစေကိုင်းကြရစစ်ကော်မရှင်မှစစ်ရာကြီးဖြစ်ကြတဲ့အောင်လင်းတွေမြထုံဝင်းကြီးတောင်ဆန်းဒုရယဘိုလ်ချုပ်ကြောင်ကံမြင့်တန်းဒုဘိုလ်ချုပ်ကြောင်ဒေစာကျော်ဒုဘိုလ်ချုပ်ကြောင်သက်ပုံး ဒုဗိုလ်ချုပ်ကြီးအောင်ဖုံမြတ်ဒုဗိုလ်ချုပ်ကြီးအောင်လင်းအောင်ဒုဗိုလ်ချုပ်ကြီးအောင်စိုးတင်နိုင်တို့ကပြည်သူ့လွှတ်တော်မြို့သားလွှတ်တော်နဲ့ပြည်내တိုင်းလွှတ်တော်တို့မှစံပုတ်ပါတီကိုစားပြီးပါဝင်ရှင်ပြိုင်နေကြတယ်။အကြပ်ဘက်စစ်ကောင်ရှင်မအောင်လင်းတွေကနေပြည်တော်မြို့သားလွှတ်တော်မဲဆန္ဒနဲ့ ပြည်အမ၎င်းညိုစောကကိုကိုကျုံပြည်သူလူတော်မဲဆန္ဒနယ်မှာ၎င်းများတွန်းကပြင်းလင်းမြို့နယ်ပြည်သူလူတော်မဲဆန္ဒနယ်မှာ၎င်းရှင်းပြကြမည်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်တပ်ပုံကတော့စကိုင်းမြို့နယ်ပြည်သူလူတော်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတင့်နိုင်ကမကွေးမြို့နယ်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်းကမောင်ဝင်းမြို့နယ်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်မြို့သိန်းစောကပေါ့ကောင်းမြို့နယ်မဲဆန္ဒနယ်တွေကဝင်ရောက်ရှင်းပြမည်ဖြစ်ပါတယ်ဇမ်ဘော့ပါတီဥက္ကဋ္ဌခရင်ကဇေယသီရီမြို့နယ်ငိမ့်စာဘိုလ်ချုပ်ကြီးတရားဆန်ကဥတ္တရသီရီမြို့နယ် မင်းကိမောင်မြင်ကစမှုတီတီမြို့နယ်မဲဆန္ဒနယ်ငိမ့်စပိုးချုပ်ကြီးမြက်ဟင်းကဒက္ခိဏတီတီမြို့နယ်ပုပ္ပတ်တီတီမြို့နယ်တို့မှာဘူးလက်လာစေပိုးချုပ်ဟောင်းမမောင်ဦးကတက်ကုန်းမြို့နယ်မဲဆန္ဒတို့မှာတီတီရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရတယ်။စစ်တပ်ကကျန်းဖို့ပါတီကိုပိုးချုပ်ကြီးစင်ကနေတက်ကြကြီးစင်ရဲ့တင်489ဦးစေလွတ်ပြီးစစ်တပ်ကပိုးချုပ်ကြီးတအုပ်ဒုပိုးချုပ်ကြီး6ဦးပိုးချုပ်12ဦးပိုးမှုချုပ်ပိုးမှုကြီးနဲ့ဒုပိုးမှုကြီး300ဦးပိုးမှုကြီးပိုးကြီးနဲ့ပိုးမှု130ဦး ရောင်းမှာတက်ချက်ကြီးစီဒီတခြားအဆင့်60စီလိုခဲ့ကြောင်းစစ်တပ်ထိပ်တန်းရရှိကြေးမှာစံဖို့ပါတီအမှတ်လောင်းပြင်ဝင်ရောက်ရှိမှဖြစ်ကြောင်းသိရတယ်။ဆလဗီစစ်တပ်ကလိုအပ်နေတဲ့နိုင်ငံသားဝင်များရှိမှုအတွက်ဟွန်ဒီနဲ့လောက်ကလာစားတွေကိုငွေလဲနေပြည်ပမြန်မာနိုင်ငံသားတွေနဲ့အေဂျင်စီတွေကိုရေးရွယ်ညွှန်ကြားအကြဘတ်စစ်တပ်ကလိုအပ်နေတဲ့နိုင်ငံသားဝင်များရှိမှုအတွက်ဟွန်ဒီနဲ့ငွေလဲနေပြည်ပမြန်မာနိုင်ငံသားနဲ့အေဂျင်စီတွေကိုအရေးရွယ်ညွှန်ကြားထားကြောင်းပြည်ပလောက်ကအေဂျင်စီတိုင်းဝိုင်းတန်ကနေစုံစမ်းသိရတယ်။ပြည်ပရောက်လောက်ကလာစားနိုင်ငံသားငွေတွေကိုတရားမဝင်ငွေလဲကြောင်းဖြစ်တဲ့ ဟွန်ဒီနဲ့လွဲနေတဲ့မြန်မာနိုင်ငံသားတွေကိုနိုင်ငံကိုယ်လက်မှတ်သက်တမ်းတူမပေးခြင်းပြည်ပထွက်ခွင့်ပိတ်ခြင်းအပါအဝင်အရေးယူမှုတွေဆိုင်နေပြီးတခြားတစ်ဖက်မှာလည်းလုံသမားစေလိုကဲပြည်ပလုံခြုံရေးအကျဉ်းချုပ်ကိုလိုင်စင်ပိတ်သိမ်းအရေးယူမှုတွေလုပ်ဆောင်နေကြောင်းသိရတယ်။ဂျာမန်စစ်တပ်ကလူဝင်နေနိုင်ငံချောင်းကိုရရှိအတွက်ပြည်ပမြန်မာလုံသမားတွေထံမှလောက်ကလာစားပြီးပုံမှန်ဝင်ရောက်လာရှိရေး စစ်တပ်ကကော်မတီဖွဲ့စည်းပြီးကြီးကြပ်ဆိုင်နေကြောင်းစစ်တပ်ထုတ်ပြန်တဲ့ပြန်တမ်းရသိရတယ်။ပြည်ပမြန်မာနိုင်ငံသားတွေထံကလောက်ခလာစာရေးပုံမဝင်ရောက်စေရအတွက်ကြက်မှတ်ဆောင်ရန်စစ်တပ်ကပြည်ပမြန်မာနိုင်ငံသားတွေအလောက်ခလာစာတွေကိုပုံမဝင်ရောက်စေရကြီးကြပ်မှုကော်မတီကိုဖွဲ့ဝင်ဆက်သုံးနေရခုနှစ်အောက်တိုဘာ20ရက်နေ့မှာဖွဲ့စည်းခဲ့ကြောင်းသိရတယ်။အဆိုပါကော်မတီကပြည်ပရှိလုံသမားရေးထံမှလောကဝင်ငွေတွေကိုပြည်တွင်းသို့ပြန်လည်လွှဲပြောင်းပြရမှာတရားဝင်ဝေးလဲကြောင်းတွေကိုအသုံးပြုဝဲတရားဝင်ဗန်လန်းကြောင်းမှလွှဲပို့စေလောကလာစာရေးပုံမှန်ဝင်ရောက်လာစေအတွက်တန်ယုံစစ်တန်ယုံနဲ့ကောင်စစ်ဝင်ယုံတွေက စစ်တပ်နဲ့ပူးပေါင်းဆိုင်ညွှန်ကြားထားတဲ့ပြည်ပမြန်မာနိုင်ငံသားများအနေဖြင့်လစာရဲ့အနည်းဆုံး25ရာခိုင်နှုန်းကိုပြည်တွင်းရှင်မိသားစုထံကိုပြန်လည်လွှဲပြောင်းရေးအတွက်မလုံသမဆေလွတ်ခဲအေဂျင်စီကတာဝန်ခံဆောင်ရမည်ဖြစ်ကြောင်းရှင်းသွဆောင်ရမှာပြည်ပသို့ဗဟုပန်းခွင့်ပြုချက်နဲ့လိုင်စင်ရကံပဏီနဲ့ဘန်စနစ်ချိတ်ဆက်ပြီးငွေလဲလုပ်ငန်းတွေဆောင်ရညွှန်ကြားတယ်ရင်းပြင်ပြည်ပမြန်မာနိုင်ငံသားများအနေဖြင့်တရားမဝင်လမ်းကြောင်းကနေငွေလဲပြမှုတွေကိုအရေးယူရတဲ့ရင်းသွေးဆိုင်တဲ့အေဂျင်စီကိုရေးယူဆိုင်ညွှန်ကြားထားပါတယ်။ ဆက်လက်ပြီးစားလင်းကြီးဝတ်မှုရမှာတက်ဆွဲတဲ့စစ်တပ်စစ်ကြောင်းမှရဲတပ်လင်ဝင်းများရီတို့စစ်ကြောင်းထုံနေတဲ့တမန၂၂စစ်ကြောင်းမှစစ်သားနှောက်လက်နက်ကင်းများနဲ့တူလင်ဝင်းစကိုင်းနိုင်ဝတ်မှုကြရတဲ့မှာတက်ဆွဲထားတဲ့အကြပ်ဖက်စစ်တပ်လောက်ကန်ရဲတပ် PDF တပ်ဖွဲ့အတွင်းဆက်သွယ်ဝင်ရောက်လာကြောင်းဒေသတွင် PDF တပ်ဖွဲ့တောင်းရှိသူကပြောတယ်နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းမှာ PDF တပ်ဖွဲ့တို့ဆက်သွယ်အလင်းဝင်လာခြင်းဖြစ်ကြောင်းအလင်းဝင်ရောက်ချိန်မှကြည်တထုံနဲ့ကြည်ပေါက်သုံးမှုပါလာကြောင်းသိရတယ်အကြပ်ဖက်စစ်တပ်နဲ့ပေါင်းပါတွေကဝက်မွေးရွာထဲမှာနိုဝင်ဘာလ10ရက်ကနေ့စတင်တက်ဆွဲထားခြင်းဖြစ်ကြောင်းဒေသပြည်သူတွေကနေသိရတယ် အလားတူကင်းပြင်းနယ်များတွင်မြို့နယ်မှာလည်းစစ်ကြောင်းထုတ်နေတဲ့စစ်တပ်တမန်နယ်ဇနီစစ်ကြောင်းမှစစ်သားနှုံးမှလက်နက်ကဲများနဲ့တူအလင်းဝင်လာကြောင်းကော့ပရာစစ်ကြောင်းမှပေါင်းတဲ့တော်လိုင်းသတင်းမြင့်ကပြောပါရယ်။မြားရီမြို့နယ်လေးကိတ်ကောကိုစစ်ကြောင်းထုတ်နေတဲ့တမန်နယ်ဇနီစစ်ကြောင်းမှစစ်သားနှုံးကလက်နက်နဲ့လက်ယူဆောင်လာပြီးထွက်ပြေးလာကအလင်းဝင်ခြင်းဖြစ်ကြောင်းအလင်းဝင်လာချိန်မှာရွာသားကျိုးကတွေ့ရှိပြီးကော့ပရာစစ်ကြောင်းနှုံးခေါ်လာဆောင်ခေါ်ဆောင်လာခြင်းဖြစ်တယ်။အလင်းဝင်လာစစ်သားနှုတ်ကော်ပရာစစ်ကြောင်းကောင်းမှုစွာဆောက်ရှောက်ထားပြီးစုငွေချင်းမြင့်က၎င်းတို့သွားလို့ရဲ့နေရာဒေသစီကိုပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရပါဗျာ။ ဆက်လက်ပြီးမတရားမျိုးနဲ့ဆယ်တော်ကြီးရေလောင်တမန်တဲ့ပောင်းရင်ချင်းကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးနောက်မတရားဆင်ကုန်တဲ့သပိတ်ချင်းမျိုးနဲ့ဟောမပြည်သူတွေကို MDI PDF ကစစ်ရေးချင်းနဲ့တိပေးချက်ထုတ်ပြန်ဂျပန်စစ်တပ်ကမတရားမျိုးနယ်ရှိဆက်တော်ကြီးရေလောင်တမန်နဲ့ပတ်ဝန်းကျင်ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးနောက်မတရားဆင်ကုန်တဲ့သပိတ်ချင်းမျိုးနယ်တို့မှပြည်သူတွေကို MDI PDF ကစစ်ရေးချိန်နှီးတတိပေးချက်ထုတ်ပြန်တဲ့2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာ မတရားမျိုးနဲ့တပိတ်ချင်းမျိုးနဲ့စင်ကုမျိုးနဲ့မှာကြက်ဖက်အာနာသိန်းစင်စွန်းကတရားမဝင်တူယောင်ရွေးကောက်ပွဲကိုအတမပြုလဲစာလျက်ရှိပြီးရင်းကာလမတိုင်မီမှာတာလုံးအင်အားများစွာတုံးပြပြီးတော်လိုင်းတက်ဖွဲ့ရဲ့ထိန်ချုပ်ဆုံးမှုနဲ့မြေတွေကိုပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းပြည်သူ့ကာကွယ်တပ်မတော်ရဲ့လှုပ်ရှားဆုံးမှုရာနေမြေတွေဖြစ်တဲ့မတရားမျိုးနဲ့စင်ကုမျိုးနဲ့တပိတ်ချင်းမျိုးနဲ့တို့ကလည်းအကြက်ဖက်အာနာသိန်းစင်စွန်းကအတူယောင်ရွေးကောက်ပွဲပြုလဲလျားထားတဲ့မျိုးနဲ့စင်မှာထည့်သွင်းထားကြောင်း MDY PDF ကသတင်းထုတ်ပြန်တယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကဂျပန်အနာသိစေအုပ်စုရဲ့လက်ရှိထိုးစစ်ကိုကိုစက်ညံစမ်းရှိသမျှဆက်လက်ကုကံကာကွယ်သွားမည်ဖြစ်ကပြည်သူ့တော်လှန်ရေးကြီးရဲ့အဆုံးသတ်ပန်းတိုင်ကိုရောက်တည်ပြီးမဆုံးမနစ်ဆက်လက်ကြည့်သွားမည်ဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန်လေးကအတည်ပြုထားပါတယ်။ ဆက်လက်ပြီးတော့မတရားစင်ကုန်တဲ့သဘေကျင်းမှာတနေ့တခြားစီးပုံမှုပြင်းထန်လာတဲ့အတွက်ပြည်သူတွေသတိပြု MDI PDF ကသတိပေးမန္တလေးတိုင်းတက်ကမတရားစင်ကုန်တဲ့သဘေကျင်းမြို့နယ်တွေကအတူရောင်ရွေးကောက်ပဲပြုလုပ်ဖို့လျားထားမြို့နယ်စင်းတွေမှာပေါဝင်နေတဲ့အတွက်စစ်ကောင်ရှင်တက်ကစူပါမြို့နယ်တွေကိုစက်ဖက်တိုက်ခိုက်မှုတွေပုံမှုလောက်ဆောင်နေလို့ပြည်သူ့ကာကွယ်တပ်မတော်ကသတင်းထုတ်ပြန်နေအကြပ်ဖက်ဆဲဆိုတာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာတရားမဝင်တူရောက်ရွှေကောက်ပွဲအတင်းကျပ်ပြုလုပ်ဖို့လှုံ့ဆော်နေပြီးအဲဒီကာလမတိုင်ခင်မှာတော်လိုင်းတပ်ဖွဲ့တွေရဲ့ထိတ်ချုပ်နေမြေကိုတအလုံးအင်အားနဲ့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေလို့ဆိုပါတယ် အလားတူမတရားဆင့်ကုန်တဲ့သပိတ်ကျမြို့နယ်မှာတနေ့တစ်နေ့စေးအခြေအနေတွေတိုက်ပွဲတွေပုံမှန်ပြင်းထန်လာနေကြအောင်ပြည်သူတွေအနေနဲ့တိုက်ပွဲအတွင်းကြုံလာနိုင်တဲ့အခြေအနေတွေကိုစုတင်ပြင်ဆင်ထားကြဖို့ပေးရနေကင်ရှင်းနိုင်လိုတဲ့စီမံနဲ့လှုံ့ဆော်ထားကြဖို့ MDY PDF ကမြစ်တရက်ခတ်တိုက်တော်နဲ့ MDY PDF အနေနဲ့လည်းဂျပန်စီအုပ်စုရဲ့ဒုစရိုက်တွေကိုကိုစားညံဆန်းရှိသမျှဆက်လက်ကုကံကောက်ွယ်သွားမှာဖြစ်တယ်လို့ဒေါ်လိုင်းဆုံးသက်ဘန်းနိုင်ထီရောက်မဆုံးမနစ်ဆက်လက်ကြည့်တတ်သွားမယ်လို့ MDY PDF ကသတိပေးထားပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။